တရားစတင်အားထုတ်သူတို့ကြုံတွေ့ကြရတဲ့ပြဿနာများဘုပ္ပတနာတရားစတင်အားထုတ်ကြသူများဖြစ်လေဖြစ်တာရှိတဲ့ကြုံတွေ့ကြရတဲ့ဖြစ်စဉ်တွေကိုဓမ္မမိတ်ဆွေများအနေနဲ့တည်တဲ့တိထိုက်တဲ့ထင်လို့ယူဆမိတဲ့အတွက်စူဆောင်းထားသမျှတွေကိုဓမ္မဒါနပြုလိုက်ပါတယ်အခုမှစပြီးတရားအားထုတ်ကြသူဓမ္မမိတ်ဆွေများအနေနဲ့တရားအားထုတ်ပြီဆိုရင်အရင်ဆုံးစိတ်ကစပြီးပြဿနာအစဖြစ်ကြတာပါပဲတန်တရားတစ်လျှောက်လုံးလွတ်ထားတဲ့စိတ် ီစိတ်ကလေးဟိုလွန့်တီလွန့်ဖြစ်နေတာကိုအခုလိုတရားအားထုတ်တဲ့ဒီချိန်ကြမှာပဲစတင်သိလိုက်ရပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့စတင်တရားအားထုတ်ပြီဆိုတာနဲ့အဲ့ဒီစိတ်ဟာတောင်တွေးမြောက်တွေးစတော့တာပါပဲ။ဒါကိုနားမလည်သေးတဲ့ပုဂ္ဂိုလ်ကတော့မိမိရဲ့တရားအားထုတ်မှုအပေါ်တန်တရားဖြစ်ကြရပါတယ်။တကယ်တော့တရားတက်နေတာလို့ခေါ်ပါတယ်။စိတ်ဖဲလီတွေးမှာပေါ့။တန်တရားတစ်လျှောက်လုံးပြေးနေတဲ့ဒီစိတ်ကိုသိမှမသိခဲ့ကြတာ။သတိမထားမိခဲ့ကြတာ။ အခုလိုတရားအားထုတ်လို့စိတ်တွေမငြိမ်နာဘူးတတိလဲထားမိလိုက်ရောအဲ့ဒီခါကျမှမိမိရဲ့စိတ်ဟိုတွေးတီတွေးဖြစ်နေတာတွေနဲ့စိတ်တွေမငြိမ်တဲ့အပေါ်မိမိဖာသာတုံသက်ပြီးငါတရားထိုင်လို့မရဘူးလို့ထင်တတ်ကြပါရဲ့ဝိဝူဆရာတော်ကြီးမိတော်မူဘူးတဲ့အဆုံးအမတစ်ခုလည်းရှိပါရဲ့ကြုံတုံးဘုဟုတ္တအနေနဲ့မျှဝေရရင်တခါကဥပရိယုတ်လက္ခဏာကောင်းတဲ့လူကြီးတူဟာလက်ဆွဲရည်ပုံကတစ်ဖက်တပြက်စီကတစ်ဖက်နဲ့ဝိဘူးရိတ်တာတွေကိုတွားတွားနေတာမြင်ပန်များလာတော့ ဝေဟူဆရာတော်ဘုရားကြီးကအခေါ်ခိုင်းပြီးမိန့်တော်မူပါတယ်။တခါကြီးပေကလည်းဒီမျိုးကပါဘုရား။ဘာလို့လှုပ်ပါသလဲ။နိုင်ငံဝန်ထမ်းငြိမ်းစားပါဘုရား။အားနေတဲ့အချိန်ကုသရအောင်။ကုရီတွေကိုလာပြီးတန်ရှင်းရေးလာလုပ်တာပါဘုရား။ကောင်းပါတယ်တခါကြီး။တရားရောအားထုတ်ဘူးလား။ကြာကြာနာနာတော့အားထုတ်ဘူးပါဘူးဘုရား။တရားလည်းအားထုတ်ပါအောင်ဆိုတော့နှီးပြတော်မူပါဘုရားလို့ရှောက်တယ်။ ကဲဒါဆိုအခုပဲရှုမှတ်ရအောင်ဆိုပြီးနိုင်ဝက်ခန့်တရားရှုမှတ်ခိုင်းပါတယ်တရားရှုမှတ်ပြီးတော့ကဲဒကာကြီးဘာတွေသိလဲရှောက်ပါအောင်တပည့်တော်နဲ့ဝိပဿနာတရားနဲ့မအပ်ဆက်ဘူးဖခင်တဲ့ဘာလို့တော့စိတ်တွေမငြိမ်ဘူးဖခင်စိတ်မငြိမ်တာသိလားသိပါတယ်ဖခင်ဘယ်လောက်သိလဲနိုင်ဝက်လုံးလုံးပါဖခင်အပ်ဆက်ပါတယ်ဒကာကြီးဝိပဿနာတရားဆိုတာစိတ်ကိုငြိမ်အောင်လုပ်တာမဟုတ်ဘူးစိတ်ကိုသိအောင်လို့အားထုတ်တာ စိတ်မငြိမ်တာကိုမငြိမ်မှန်းသိရင်တရားဖြစ်နေပြီပဲ ဆက်သာအားထုတ်ပါလို့မိန့်တော်မူပါရယ်တရားအားထုတ်နေကြသောဓမ္မမိတ်ဆွေများအတွက်တန်ဖိုးရှိပြီးအားတက်စရာကောင်းတဲ့ဝေဘူးဆရာတော်ဘုရားကြီးရဲ့အဖို့မဖြတ်နိုင်တဲ့နိဗ္ဗာန်တန်အောင်ဆုံးမတော်မူဖို့ကိုချမ်းဝေပြီးတာပါဆရာတော်ဘုရားကြီးဂုံတော်မြတ်တာတော်ကျေးဇူးတော်အနန္တတို့အားအလွန်ပင်ကြီးမားလာပါရယ်ခုနတောင်တွေးမြောက်တွေးဖြစ်နေတဲ့စိတ်အကြောင်းပြန်ဆက်ရရင်အဲ့ဒီတွေးနေတဲ့စိတ်ကိုကြည့်နေရတာဝိပဿနာပါပဲကဲအခုစိတ်ပြေးနေတာသိပြီမဟုတ်လားဘလောက်ပြေးကောင်းလဲဆိုတာ ဥပမာတစ်ခုထပ်ပြောရရင်ဝိပဿနာရှုတယ်ဆိုတာတားကောင်ကိုချောင်းပြီးဖမ်းတဲ့ကြားရကောင်ဟာသူ့ရှိကနေပြီးဖြက်ဖြက်ပြီးနေတဲ့တားကောင်တွေကိုဆောင်ဖမ်းရတယ်လို့ပါပဲတဲ့ဖြက်ဖြက်ပြီးနေတဲ့တားကောင်တွေဟာညပြလာတော့အကုန်ပဲမိပါမလဲဒကောင်တော်ပဲမိလိုက်ဆောင်ဖမ်းလိုက်နဲ့အဲ့ဒီလိုနဲ့ဆောင်ဖမ်းမှများလာတော့နောက်ဆိုဘလောက်ပဲဖြက်ပြီးပြီးဒကောင်မှလွတ်တော့မှာမဟုတ်ပါဘူးအဲ့ဒီသဘောပါပဲမိမိစိတ်ပြီးနေတာမိမိသိရင်တရားတက်နေပြီဟုသာ တေချာပေါက်တစ်ထက်ချယူစားလိုက်ပါတော့ပြီးတော့တရားအထုတ်ကြရင် တချို့ပုဂ္ဂိုလ်တွေမှာဝမ်းနည်းစိတ်များအငင်စိတ်တွေဝင်လာတာတို့ဖြစ်လေဖြစ်တာရှိပါတယ်တချို့ကြတော့လေမိမိတို့ရဲ့အိမ်မှုတာဝန်နဲ့လောကီလုပ်ငန်းတာဝန်တွေကိုနောက်မှပြစ်ထားပြီးတော့လောကီကိုစိတ်မပါတော့ပဲတရားသာမှတ်နေခြင်းစိတ်ပဲဖြစ်နေတတ်ကြပါတယ်တချို့ကြပြန်တော့တရားကိုရက်ရှိဆွေးမြင်အားထုတ်ပြီးလို့ရိတ်တာကထွက်သွားပြီးပြီမဲ့လေရိတ်တာကိုပြန်လာခြင်းတဲ့စိတ်တရားဆက်အားထုတ်နေခြင်းစိတ်တွေလည်းဖြစ်နေတတ်ကြပါတယ် တချို့ဆိုရင်ရိတ်သာမှာတရားရက်ရှိအားထုတ်ပြီးရိတ်သာကပြန်ထွက်လာသောအချိန်လူတော်တဲ့ပြောင်းဝင်တဲ့အခါအရာရာကိုစိတ်ကုန်ကြီးငွေ့တယ်လို့မျိုးဖြစ်လာတတ်ပါတယ်။မျက်စိထဲမှာလည်းဘာကိုပဲကြည့်ကြည့်အနှိမ့်စာသာမြင်နေတတ်ပါတယ်။တဦးနဲ့တဦးတရားအတွေ့အကြုံထက်တူမတူနိုင်ပေမဲ့စိတ်ပြတ်အားငယ်စိတ်ဝမ်းနည်းအထီးကျန်စိတ်တွေကိုကြုံရသူများလည်းရှိနိုင်ပါတယ်။ရုံဏတို့ရဲ့မယံမနာဖြစ်ပျက်နေခြင်းဖြစ်ချင်းပြက်ချင်းများမိမိအစိုးမရမထိန်ချုပ်နိုင်ခြင်းများကို နေ့စဉ်ရှုမှတ်ရင် ထိတ်လန့်ခြင်းစိတ်အားငယ်ခြင်းများကြောင့်ဖြစ်လာတာလို့ယူဆမိပါတယ်။တချို့လဲမိမိရဲ့တမာရီနိမိတ်တွေကြောင့်ပေါ်လာတတ်တာရှိသလိုတချို့လဲစိတ်ကူးအကြံစီများကြောင့်ပေါ်လာတတ်တာရှိပါတယ်။တချို့လဲဝိပဿနာဉာဏ်တွေတဖြည်းဖြည်းရင့်ကျက်လာတဲ့အတွက်ဉာဏ်စဉ်တွေတက်လာတာနဲ့အမျှဝိပဿနာရှုတဲ့သူတွေမှာဖြစ်ပေါ်လေ့ရှိတဲ့ဉာဏ်စဉ်16ပါးရှိတဲ့နဲ့ယုံနံတို့ရဲ့အပြည့်ကိုကြည့်မြင်တဲ့ဘင်္ဂဉဏ်ယုံနံသင်္ခါရတို့ရဲ့အပြည့်တွေကြီးကိုသာမြင်နေတဲ့အတွက်ကြောင့် ြောက်เสียဘေးဖြစ်မြင်တဲ့ဘယညာယုံ nant သင်္ခါရတို့အပေါ်မှာအလွန်ကြီးငွေလာတဲ့နိဗ္ဗာန်ညာစတဲ့ဉာဏ်စဉ်တွေကြောင့်လဲမတူညီတဲ့ခံစားမှုအာယုံတွေဖြစ်ပေါ်လာတတ်တာရှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဝိပဿနာဆိုတာပေါ်ရပေါ်ရကိုလိုက်ရှုမှတ်တာဖြစ်တဲ့အတွက်စိတ်မှာပဲပေါ်ပေါ်ခန္ဓာကိုယ်မှာပဲပေါ်ပေါ်ပေါ်သမျှအာယုံတွေကိုသတိကပ်ပြီးလိုက်ရှုမှတ်ဖို့သာလိုပါတယ်။တရားအားထုတ်တဲ့အခါဖြစ်ပေါ်နေတဲ့ဝန်းနေအားငယ်စိတ်ဆိုတာလဲ စိတ်မှာပေါ်လာတဲ့ရှုမှတ်ပြရမယ့်အာယုံတွေပါပဲစိတ်မှာဘယ်လိုအာယုံမျိုးခံစားမှုမျိုးအကြံစီမျိုးပဲပေါ်ပေါ်အဲ့ဒီစိတ်ကိုစိတ်နဲ့လိုက်သိပြီးရှုမှတ်ပြရပါမယ်ဝန်းနေအားငယ်စိတ်ဖြစ်ရင်လည်းအဲ့ဒီစိတ်ကိုသတိကပ်ပြီးတစ်ထက်သေးသိနေအောင်စူးစမ်းရှုမှတ်ဖို့လိုပါတယ်ဒီစိတ်ဟာဘာကြောင့်ပေါ်တယ်ဘာဖြစ်လို့ပေါ်ရတာလဲဆိုပြီးလိုက်ပြီးခံစားမှုလိုက်ပြီးစုံစမ်းထောက်လန်းနေမှုမပြုဘဲနဲ့အဲ့ဒီစိတ်ဖြစ်နေတဲ့လက်ရှိအခြေအနေကိုပဲလိုက်ပြီးသိအောင်ရှုမှတ်ရပါမယ် အဲ့ဒီလိုရှုမှတ်တဲ့အခါမှာဒီစိတ်ပြောက်ပြီးနောက်စိတ်တစ်မျိုးဖြစ်ပေါ်ရင်လည်းဖြစ်ပေါ်လာနိုင်ပါတယ်။နောက်ထပ်စိတ်မှာပဲဖြစ်ဖြစ်ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ်ရှုမှတ်စရာအာယုံတစ်ခုခုပေါ်လာတတ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပေါ်လာသမျှကိုလိုက်ပြီးသိရှိရှုမှတ်နေဖို့အရေးကြီးပါတယ်။စိတ်ကူးတာကြံ့စီတာတွေးတောတာဝမ်းနည်းတာဝမ်းသာတာဒေါသဖြစ်တာအလိုမကျတာပူရာအေးတာပေါ်ရာလေးတာခန္ဓာမှာကြိုက်တာခဲတာစတဲ့ဘယ်လိုဟာမျိုးပဲပေါ်လာပေါ်လာ သတိကပ်ပြီးလိုက်သည့်လိုက်မှတ်နေဖို့ပါပဲဒီလိုပေါ်ရပေါ်ရကိုလိုက်သည့်လိုက်မှတ်နေတာကိုပဲဥပဒနာရှုရလို့ခေါ်တာပါပဲအဲ့ဒီလိုရှုရင်နောက်ပိုင်းသူ့ဟာသူတဖြည်းဖြည်းညံတွေတိုးတက်လာပါလိမ့်မယ်အဓိကကတော့ဘာပဲဖြစ်ဖြစ်ရှုမှတ်ပြဖို့ပါနောက်တစ်ချက်ကအဲ့ဒီလိုစစ်ပြက်အားငယ်စိတ်တွေအရမ်းများလာလို့ဘယ်လိုမှမရှုမှတ်နိုင်ဘူးဖြစ်နေရင်အဲ့ဒါကိုလက်လွတ်ရှုပြီးတခြားမှတ်เสียအာယုံတစ်ခုခုကိုလိုက်မှတ်ကြည့်ပါဥပမာ ဝင်လေထွက်လေကိုမှတ်တာမျိုးဖောင်းနာပိန်နာကိုမှတ်တာမျိုးလို့ပေါ့ပြီးတော့ဒီစိတ်ရဲ့စန့်ကျင်ဘက်ဖြစ်တဲ့မေတ္တာဘာဝနာပွားတာမျိုးဗုဒ္ဓနုဒ္ဓတိပွားတာမျိုးစတာတွေကိုလည်းကြောင်းလုပ်ပြီးဝိပဿနာဘိုင်းကိုပြန်မှတ်ကြည့်ပါတဖြည်းဖြည်းအစဉ်ပြေသွားမှာပါဓမ္မမိတ်ဆွေများအနေနဲ့မှတ်နေရှုနေဖို့သာအဓိကပါစဉ်းစားပြီးအတွေးတွေမလုံပါနဲ့တွေးမိသွားရင်လည်းအော်တွေးမိသွားပါလားဒီတွေးတာကြီးကအခုမရှိတော့ဘူးပြတ်သွားပါလားဆိုတော့ အတိနဲ့ပြတ်သွားတာကိုပြန်ရှုတာအဲ့ဒါဝိပဿနာပဲအပြက်ကိုမြင်ပြီဆိုရင်ဝိပဿနာဖြစ်ပြီအပြက်ကြီးပဲမြင်နေမှနိဗ္ဗာန်ရောက်မှာနော်မတ်ဆိုတာလက်ဖြောက်တစ်ချက်တီးလောက်တောင်မကြပါဘူးကျင့်ကြံအားထုတ်ဖို့သာလိုပါတယ်ဓမ္မမိတ်ဆွေတို့ကျင့်ကြံအားထုတ်တဲ့လောက်တော့အကျိုးခံစားကြရမှာပါအဲ့ဒီလိုကျင့်ကြံအားထုတ်သူဓမ္မမိတ်ဆွေတို့ဟာအချိန်မရွေးနေရာမရွေးနေရာဒေသမရွေးမကြနိုင်တဲ့ဆိုတာသိကြစေလိုပါတယ်မယုံမရှိကြပါနဲ့ ယဟန္တာတွေဟာမသိတာကိုပျော်ရွှင်ထုံးစံမရှိပါဘူးတဲ့ဝေဟုဆရာတော်ဘုရားကြီးတို့စွန့်လွန်ဆရာတော်ဘုရားကြီးတို့မုံညင်းဆရာတော်ဘုရားကြီးတို့ဟာယဟန္တာကြီးများဖြစ်ကြတယ်လို့အစစ်စေးခံပြီးမှသမုတ်ထားကြပါတယ်ဝေဟုဆရာတော်ဘုရားကြီးကဒီလိုမင်းခဲ့ပူပါတယ်တနေ့ကျရင်ကမ္ဘာနိုင်ငံအသီးသီးကလူအမျိုးမျိုးတွေဟာမြန်မာနိုင်ငံကိုဝိပဿနာတရားထိုင်ဖို့ရောက်လာကြလိမ့်မယ်အဲ့ဒီခါကျရင်ကိုကအင်ရှင်ဖြစ်နေအခန့်ကြရလိမ့်မယ်ဒါကြောင့် သူတို့မေးတာဖြေနိုင်ဖို့ကိုကလည်းတရားများများထိုင်ထားကြပါတဲ့။မုံညင်းဆရာတော်ကြီးကလည်းဒီလိုမိငဲ့ဘူးပါတဲ့။သာသနာ2500ကျော်ရင်ဇန်အဘိညာဉ်ရသူတွေရဟန္တာတွေလှိုင်းလှိုင်းပေါ်လေဦးမယ်တဲ့။ဆွန်လို့ဆရာတော်ဖရာကြီးကလည်းဒီလိုမိတ်ဆိုဘူးပါတဲ့။တရားအထုတ်ကြ2500နောက်ပိုင်းဖရာရှင်လက်ထက်ကလိုပဲအရိယာတွေအများကြီးပေါ်လေဦးမယ်တဲ့။ရှင်မဟာဗုဒ္ဓဂေါတကလည်းဝိသုရိမတ်မှာဒီလိုပြောခဲ့တယ်။သာသနာ2500ကျော်ရင် ်သာသနာနှစ်2500အတွင်းကလိုပဲပြန်ဖြစ်မယ်မတ်ဖို့ရသူတွေအရိယာတွေယဟန္တာတွေဖြန်ဖြန်ပြန်ပေါ်လိမ့်မယ်တဲ့ဓမ္မမိတ်ဆွေတို့ခုလိုမျိုးသာသနာနဲ့ကြုံနေတဲ့အခိုက်အချိန်ကောင်းဖြစ်တဲ့ဒီမျက်မှောက်ဘဝမှာတွင်အချိန်မရွေးမတ်ဖို့ရနိုင်ဖို့ကျင့်ကြံအားထုတ်ကြပါလို့အတိပေးတိုက်တွန်းရင်ဓမ္မဒါနပြုလိုက်ပါတယ်ခန္ဓာ၅ပါးတူတာယာချမ်းမြေ့တရားတွေ့နိုင်ကြပါစေ။